အားလုံးပဲမင်္ဂလာပါဗျာခုတခါမှတော့မောင်လေးကစိတ်ဆက်တဲ့မင်္ဂလေးကိုမယူတော့ပဲတခြားတယောက်ကိုခိုးပြေးသွားလို့ငူနေတဲ့တက်တော်စေလီຫນွေရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကတ်ထရီတော်လေးချက်တွေမှပြန်လည်ကျူစွာလိုက်ပါတယ်ဗျာမင်းကလေးချင်းကိုချင်းမစားလို့ပြောတာမို့ကျမမင်းကလေးချင်းကိုချင်းနဲ့စားတယ်ကျမမကျမပေါ်လုံရက်တောင်လဲကျမရင်နာလို့မစုံဘူး ကျမပေါ်ကျမရောင်းမပေါ်ဒီမှာ तू อยู่ဖို့ तू ကိုယ်တိုင် तू တို့ໃຈလို့ချစ်လို့ໃຈလို့ဆိုပဲကျမ तू တို့ကိုပေးစားတာเนาะကျမနေရာလုံးဝင်ကြည့်လိုက်ရောကျမမောင်ကျမအသက်ထက်လဲပိုချစ်လို့တော့ကျမသူများအိမ်မှာအိမ်ပေါ်လှုပ်ပြီးတော့ကျမမောင်ကျမဖူးဖူးမှုတ်ထားတာအဲ့ဒါတော့မှကျမမျက်နှာလေးတစ်ချက်တော့မထောက်ပဲနဲ့ကျမသဘောမတူတဲ့ကောင်မလေးကိုလည်းယူရတယ်အဲ့ယူရတဲ့ကောင်မလေးလည်းဘယ်ရမှမသိဘာမှမသိပဲနဲ့ယူသွားလို့ကျမဘယ်လောက်ရင်သားလဲဘယ်လောက်ရင်ခွဲရလဲစဉ်းစားကြည့်အမတယောက်နေနဲ့ သူ့အတွက်ဆိုလို့လို့သိမရှိအောင်ကျွန်မထားပြန်ကျွန်မ the way ရပစာရိုက်နေပါစေကျွန်မမောင်လေးပြေဆုံးပါစေတော့ကျွန်မရွာမှာဆိုလည်းမျက်နှာမငယ်ပါစေဆိုပြီးအကုန်လုံးလှုပ်ပေးကမှဟိုတစ်ဖက်မှာလည်းသူတို့ဘက်ကလိုလိုလားလားရှိလို့ကျွန်မသူတို့သူများကောင်းမလေးအမေတွေနဲ့တော့တောင်းရံပေးပြီးခါမှအခုလိုမျိုးလှုပ်သွားတာလေလွယ်တော့မှတစ်ယောက်စေနော်အမြဲနဲ့လွယ်အမကြီးအမိရပြီးတော့အမြဲနဲ့နေတယ်နော်အော်ကမောင်ကွာအရင်ချေတော့အမြဲတမ်းအလိုလိုက်တယ်သူဘာလို့ချင်းလဲလိုလိုချင်းနဲ့မင်းတို့မြောက်မိအရောက်နွယ်လှုပ်ပေးတယ်နွယ်စူးစမ်းပေးတယ် လွယ်ခုချိန်นี่เนาะအသက်30ကျော်နေတစ်ခါမှမနာရသေးဘူးတက်တော့တက်တာတစ်ခါမှမနေရသေးဘူးเนาะလွယ်မောင်လေးဩစားလေးပါလေးမတက်လို့သူများရှိမှအလုံးလို့ပြောခဲ့အဆိုခံရမယ်လေဆိုပြီးတော့လွယ်ပဲသူများအချိန်မှအလုံးလုပ်ပြီးတော့ပြောအဆိုခံတယ်လွယ်မောင်လေးရနေချိန်ကြီးတွေအလုံးသူအခုချိန်ကြီး24နှစ်ရှိပြီနော်အလုံးတစ်ခါမှမလုပ်ဘူးလုံလည်းမလုပ်ရအောင်လွယ်အမြဲတမ်းပံ့ပိုးပေးတယ်ကိုသူများနိုင်မှာတတလုံးကြိုခဲခဲပါစေဩငါမောင်လေးနဲ့ငါအမေပြည့်စုံနေတဲ့ဆိုရဲအစိတ်တစ်ခုနဲ့လွယ်ခုချိန်ကြီးမပြောင်းပေးနဲ့ဒီမှာနေပေးတယ် နော်အဲ့တော့မှလုတ်သွားတဲ့အခါအရေးရှိနာစီကကောင်းတော့လေဘလို့မှတော့မျိုးစက်စကလုံးတော့မရှိဘူးတခါကျရင်လည်းရင်းသားပြကိုဘလောက်ကောင်းအောင်လုတ်ပေးပေးကို့အတွက်ကောင်းတဲ့အရာဆိုတာရတယ်ဆိုတာအမြဲတည်းနေတယ်ကိုဘလောက်ဘသူ့အပေါ်ပဲအနစ်နာခန့်ခန့်နောက်ပြဆုံးကိုပြန်ရလိုက်တဲ့အခါကျတော့ရင်းသားစရာပဲကိုဆယ်ကလောက်ကောင်းတဲ့တခါကိုကတော့လေဩကိုမမောင်နှမလျှောက်လေးပဲရှိတယ်ဆိုတော့လေ ို့ဆိုအမြဲတမ်းဦးစားပေးတယ်။အော် तू အရင်ကငါတို့ပတ်သက်မရှိဘူးနော်။အော်ဆိုင်ကလေး तू မျက်ရှိရသွားမှာလို့။အော် तू မျက်နှာငယ်ရတယ်။ဟိုက तू မျက်ကို तू ကိုပြောတယ်။ तू ကအော်တွေ့ကိုလာတိုင်းတော့အဲ့တူလည်းတွေ့မျက်ရည်ကြားရတယ်။အော်ငါမောင်လေးကငါစူးစမ်းမယ်လေးဆိုတော့အများကြီးက तू အတွက်ပဲဦးစားပေးတယ်။ဒါပေမဲ့ तू လုံးမလုံးခင်စဉ်းစားတင်တာပေါ့နော်။ငါမောင်ကရင်တိုင်ပင်ရမယ်လေ။ဒါ तू ရဲ့အိမ်တော်ရင်တော့ဒါပေမဲ့တွေ့ရ तू ဟိုကတည်းအရေးကြီးတဲ့အမမဟုတ်ဘူးလား။တမရအဲ့လိုမျိုးတွေ့ရတိုင်ပင်စေချင်တာ။ဒါပေမဲ့အဲ့လို သွားတဲ့ခါကျတော့တွေ့အရေးရှင်နေရတယ်တိလား။အော်မနီယာဆိုလေတွေကပြောတယ်တော့မှသူတွေကိုကဲ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 နဲ့ပြောပြီးတော့ဖုံးချသွားတယ်။ပြီးတော့လေသူဟိုကဘယ်လိုပြောမလဲ။သူတပတ်မိတ်ကလေးကိုလည်းအာနာတင်နေနေတော့သူတို့ကိုယ်တိုင်မချစ်လို့ကြိုက်လို့ယူကြမယ်လို့ပြောခဲ့တာလေ။